မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းစားလုပ်ကစားလုပ်ငန်းရှင်တွေနဲ့ HR Manager မရှိသေးတဲ့ Business Owner တွေအတွက်ကိုအရေးကြီးဆုံးအချက်ဖြစ်တဲ့ HR စနစ်၃ခုအကြောင်းမျှဝေပေးသွားပါမယ်အဲ့တော့လုပ်ငန်းလုပ်ကစားအချိန်မှာ HR စနစ်တွေကိုအရေးမကြီးဘူးလို့ကျွန်တော်တို့ထင်တတ်ကြပါတယ်ဒါပေမဲ့လုပ်ငန်းကြီးထွားလာတဲ့အခါမှာဝန်ထမ်းတွေများလာပြီးတော့မူဝါဒတွေစည်းကမ်းတွေမရှိလို့ပြဿနာတွေရှုပ်ထွေးလာတတ်ပါတယ်ဒီလိုမဖြစ်အောင်လို့လုပ်ငန်းစားလုပ်ကစားအချိန်မှာကလေးကိုက အရှာစနစ်တွေပေါ်ကျွန်တော်တို့တည်ဆောက်ထားဖို့လိုအပ်ပါတယ်။ဒါဆိုရင်လုပ်ငန်းရှင်တွေအနေနဲ့မရှိမဖြစ်လိုအပ်တဲ့အရှာစနစ်၃ခုကဘာတွေဖြစ်မလဲ။ပထမအချက်ကကြတော့စီမင်းစည်းကမ်းတဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ဝန်ထမ်းတွေကိုဘာလို့ရမယ်၊ဘာမလို့ရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိအောင်စီမင်းစည်းကမ်းတွေရေးဆွဲထားဖို့လိုအပ်ပါတယ်။ဒါကကုမ္ပဏီရဲ့လုပ်ငန်းခွင်ကိုမျှတမှုရှိစေပြီးတော့ပြဿနာတွေကိုလည်းရှင်းချပေးနိုင်ပါလိမ့်မယ်။ဒုတိယအချက်ကကြတော့ဝန်ထမ်းရဲ့စွမ်းဆောင်ရည်ကိုတုံ့တက်ခြင်းစနစ်ပါ။ ဒါဟာခက်ခက်ခက်ခဲလောက်ရမယ်စနစ်တခုမဟုတ်ပါဘူး။ဝန်ထမ်းတဦးချင်းစီရဲ့ရေမှန်းချက်နဲ့စွမ်းဆောင်ရည်တွေကိုကျမတို့က3လဒါမှမဟုတ်လို့ရှင်6လတခါလောက်ပြန်လည်ဆွေးနွေးပေးမယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေရဲ့တိုးတက်မှုကိုအများကြီးအထောက်အကူပြုနိုင်ပါတယ်။တတိယအချက်ကကြတော့မှတ်တမ်းမှတ်ရာထိမ့်သိမ်းခြင်းပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့အချက်အလက်တွေအလုံခန့်ထားတဲ့စာချုပ်စာတမ်းတွေနဲ့လစာမှတ်တမ်းတွေကိုကျမတို့စနစ်တကျနဲ့အလွယ်တကူပြန်ရှာလို့ရအောင်တည်ဆည်းထားဖို့အရေးကြီးပါတယ်။ဒါမှလည်းလိုအပ်တဲ့အချိန်မှာအချိန် ကုန်ပဲနဲ့လုံလက်ကူကူပြန်လဲအဲကြည့်ရှုနိုင်မှာဖြစ်ပါတယ်အနည်းချောင်းရရင်တော့လုပ်ငန်းရှင်တွေအနေနဲ့က HR မန်နေဂျာမရှိသေးရင်တောင်မှဒီအခြေခံ HR စနစ်၃ခုကိုတိစောက်ထားမယ်ဆိုလို့ရှိရင်တော့လုပ်ငန်းကိုအစိုးရကလေးကတည်ငြိမ်အောင်လို့ကောင်းကောင်းရင်ထိန်းထားနိုင်မှာပဲဖြစ်ပါတယ်ရှင်အဲ့တော့နောက်ထပ် HR နဲ့ပတ်သက်တဲ့ဗဟုသုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်